ားလုံးပဲမင်္ဂလာပါတရှိကွန်ကားဗီဒီကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့ဒါရုန်ရဲ့လက္ခဏာပေးတာဆရာဆရာရဲ့အောင်မဖြစ်ပါရစေ။ဒီကနေ့မှာတော့ခုနှစ်သားသမီးတွေရဲ့ပေါ့နော်ဒီအသေးစိတ်အကြောင်းအရာတွေအမှဒီတပတ်တာကာလအတွင်းမှာဘလိုကန်စတာပြောင်းလဲပြီးဖြစ်အောင်လဲဘလိုကန်ခွင့်လန်းနေပေါ်လာမလဲဘယ်နေရာလေးတွေမှာကန်စတာညံ့နေမလဲအဲပညာရေးလူမှုရေးစီးပွားရေးအမျိုးမျိုးသောအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆရာကနေသားတစ်ခုချင်းစီကိုအဲဒါတော့ဒီတပတ်စာကန်စတာလေးဟောကြားပေးတော့ဖြစ်ပါတယ်အဲ့တော့ ဒီတစ်ပတ်မှာဒီပါဝင်လာမဲ့ခொနေသားသမီးတွေသိကျင်တဲ့ခொနေသားသမီးတွေအားလုံးကမိမိရဲ့ရှေ့တစ်ပတ်တာကာလအတွင်းပြောင်းလဲလာမဲ့ကန်ဆာတာလေးပေါ်မှာအာရုံလေးစိုက်ဖို့အတွက်ပြောချင်ပါတယ်။ကဲအစင်းသိဖြစ်ရဆောက်လိုက်ရအောင်။အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါနော်။စင်မတို့ရဲ့ ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့နော်။အဲပထမဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာပြောင်းလဲလာမယ်ကန်စရာလေးကိုပြောကြားပေးသားမှာဖြစ်ပါတယ်။ဒီမှာအောင်ထုံးစံတိုင်းမယ်လုပ်ငန်းကင်ဆာတာလုပ်ငန်းကင်ဆာတာမှာဘယ်လိုကံခွင်လန်းနေရလာမလဲအဲ့တော့ကံခွင်လန်းကတော့ရှင်းပါရယ်ရွေးချယ်စရာလေးတွေပျော်ရွှင်စရာလေးတွေသတင်းကောင်းတွေကြားရမယ်အဲသတင်းကောင်းမှာမှာကိုယ့်အတွက်ပေါ့နော်ကိုယ့်ကိုယ်ဓာတ်ရဲ့ ဥတီနေတဲ့သတင်းကောင်းမျိုးကိုကိုရိုင်ရဲ့ပြောင်းလဲလာမယ်ကန်စတာအရာအဲကောင်းမွန်တဲ့သတင်းကောင်းမျိုးကြားရမယ်အဲ့တော့ကို့အနေနဲ့ပို့ပြီးတော့ထူးထူးခြားခြားလေးအောင်မြင်မှုတွေရလာမယ်အလုပ်ငန်းမှာလည်းအခွင့်အလမ်းတွေရလာမယ်ပျော်ရွှင်စရာသတင်းစကားတွေလည်းကြားရတတ်တယ်ဒါကလုပ်ငန်းပိုင်းပြောရမယ်ဆိုတော့လုပ်ငန်းကံကတော်တော်လေးကောင်းမွန်တဲ့နေရာမှာပါတယ်အဲလုပ်ငန်းနဲ့ပတ်သက်ပြီးပြောပြီးသွားရင်နောက်တစ်ခုကကြတော့ငွေကြေးကံ ငွေကြေးကပြောရရင် ဝင်မှုကိစ္စတွေရှိတယ်ဒါပေမဲ့အမျိုးမျိုးသောအခက်အခဲတွေအတားအဆီးတွေကြောင့်ဝင်မှုကကြန့်ကြာနေတာမျိုးတွေအနာနိမပေါ့နော်ဟိုပြောရရင်တော့အကူအညီတောင်းရတာမျိုးတွေအခက်အခဲကြုံတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့မဝင်မှုဝင်မယ်ကြန့်ကြာနေမယ်ဟောပြောရရင်မကြသင်မဲ့အချိန်ကြာနေတာမျိုးတွေတော့ဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ငွေကြေးကန့်စရာလေးဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့လူမှုရေးနဲ့အခြေခံစရာ အဲ့တော့လူမွေးနဲ့အခြေအကံတရာကိုပြောရမယ်ဆိုရင်လူမွေးကလည်းပြောရရင်ဒီကာလာထဲမှာအပေါင်းအသင်းမိတ်ဆွေတွေကြောင့်အိမ်အပြင်နေသွားနေရတာမျိုးသွားတာတွေများနေတာမျိုးပြီးတော့အမျိုးမျိုးသောအကြောင်းအရာတွေကကိုယ့်စီကိုရောက်လာပြီးတော့အာပြောရင်အိမ်သောင်းနဲ့ရံဖြစ်ထားမဲ့ကာလာတစ်ခုလို့ပြောလို့ရတယ် ဟိုလူတားရေးသွားတာဟိုလူနာရေးသွားတာအဲဟိုလူကလေးကလေးမွေးလို့သွားကြည်တာမျိုးအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အပြင်ထွက်နေရတာမျိုးတွေသွားလာနေရတာမျိုးတွေကြုံရလိမ့်မယ်လူမွေးကံတွေကတော့ကောင်းတယ်ဒါပေမဲ့သင်ကပို့ပြီးတော့ပေါ့နော်လူမွေးဘိုင်းမှာကိုကဟိုပြောအပြောရရင်တော့စိတ်နှစ်ပြီးတော့ပေါ့နော်သူများတာရေးမာရေးတွေမှာကိုကိုတိုင်ကအချိန်ပေးနေရတဲ့ကာလတစ်ခုလို့ပြောလို့ရတယ်ဒုတိယတစ်ခုအနေနဲ့ကကြတော့အချိန် တော့အခြေအပိုင်းမှာတော့အခြေအမှပျော်ရွှင်စရာသတင်းစကားကောင်းတွေရလာမယ်ပျော်ရွှင်စရာဒီဟိုကိုယ့်အတွက်ပေါ့နော်ဟိုချစ်သူရတာမျိုးလက်တွဲပေါ်ရတာမျိုးအဲချစ်သူမရှိရလို့ဆိုရင်စမ်းပွင့်ပြီးတော့ချစ်သူတွေရတာမျိုးလေးဂျုံလာဖို့ရှိတယ်ပျော်ရွှင်စရာကောင်းတဲ့ကာလတစ်ခုလို့ပြောမယ်ဆိုရင်ပိုပြီးမှန်ပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေး တော့ကျမ်းမာရေးအနေနဲ့ကကြတော့ကျမ်းမာရေးမှာအဆုံနဲ့ပတ်သက်တာတွေပြီးတော့စီးနဲ့ပတ်သက်တာတွေအစာအိမ်နဲ့ပတ်သက်တာတွေစီးယောဂအစာအိမ်ယောဂအဆုံယောဂတွေနဲ့ပတ်သက်ပြီးတော့စိတ်ရောစိတ်ကံမကြကနသွားရတာမျိုးတွေကျမ်းမာရေးချူကြတာမျိုးတွေကြုံရတတ်ပါတယ်ကန္တရီပြောပြီးနောက်မှာပြုတ်လို့ရမယ်ရေရာလေးနဲ့ဆောင်းအောင်ဆောင်းလေးကိုဆရာကပြောပြမှာဖြစ်ပါတယ်အဲ့တော့ကန္တရာရပြုတ်လို့ရမယ်ရေရာအနေနဲ့ကကြတော့ အိမ်ဖျားလေးမှာဂန်းကော်ပေါ့နော်ဂန်းကော်22ညွန့်ကိုအိမ်ဖျားလေးမှာလူရန်ပေးပါလူရန်တဲ့ခါကျရင်လေကိုယ့်ရဲ့ကန်စရာအကောင်းလေးတွေပြန်ကောင်းလာပြီးတော့ညံ့နေတာလေးတွေရော်ပါသွားပါစေဆိုပြီးတော့ဆူတောင်းပေးရမယ်ရှောင်းရံအနေနဲ့ကကြတော့ဒီကလာထဲမှာရေခဲစားတာမျိုးအေးခန္ဓာမျိုးလီပန်ကခန္ဓာမျိုးလေးတွေရှောင်းပေးပါဒါကတော့တနင်္ဂနွေသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကင်ဆာလေးနဲ့ဆောင်းရံရှောင်းရံနဲ့ရေတရာလေးဖြစ်ပါတယ်အဲတနင်္ဂနွေသားသမီးပြီးသွားရင်နောက်မှာတော့ဒုတိယတနင်္လာသားသမီး ဟုတ်ကဲ့တနင်္လာသားသမီးတွေရဲ့လုပ်ငန်းကန်ဆာတာပေါ့နော်လုပ်ငန်းကန်ဆာတာက အထက်လူကြီးတွေကကိုယ့်ကိုပေါ့နော်အဲကိုယ့်ရဲ့ဟိုကောင်းတာဆိုးတာအားသာချက်အားနည်းချက်တွေကိုသိပြီးတော့ နေရာတစ်ခုခုကိုပြောင်းလဲပေးတာမျိုးလေးတွေပြောင်းရွှေ့ပေးလိုက်တာမျိုးလေးတွေအံဝင်ကွင်ကျဖြစ်မဲ့နေရာတစ်ခုကိုပို့လိုက်တာမျိုးလေးတွေကြောင့်ဝတ်တတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီကျွမ်းကျင်မှုတွေ scale တွေကိုယ့်ရဲ့ weak point တွေအဲ့ဒါတွေကိုကိုယ့်ရဲ့အကြီးအကဲတွေကစောင့်ကြည့်ပြီးတော့ပေါ့နော်နေရာကောင်းလေးတွေရွှေ့ပေးတာမျိုးလေးတွေပုံမှန်ကောင်းပုံနဲ့အဆင့်တန်းတစ်ခုပေါ့နော် level တစ်ခုကိုတိုးပေးတာမျိုးလေးတွေကြောင့်ဝတ်တတ်ပါတယ်အဲ့တော့ ကိုယ့်ရဲ့အားသာချက်အားနည်းချက်တိုင်းဟာကိုယ့်ရဲ့ဘဝရှောင်လန်းရမှာပုံမကောင်းသွားတာမျိုးတွေအနှဲငယ်ညံ့သွားတာမျိုးတွေဖြစ်သွားတတ်ပါတယ်အဲ့တော့ဒီကာလာထဲမှာကိုယ့်ရဲ့ talent တွေကိုယ့်ရဲ့ဒီပေါ့နော် skill တွေအကုန်လုံးကိုတေချာလေးထုတ်သုံးရမယ်အဲပြီးတော့ပို့ပြီးတော့ ဟိုဒါကိုဒီကြားထဲမှာကိုကဒီ talent တွေအကုန်လုံးပြသပေးလို့ရတဲ့ color တစ်ခုလို့ဆိုနေပို့ပြီးမှန်လိမ့်မယ်အဲဒီတခြားအချိန်တွေမှာပြသတဲ့တက်ဆိုင်ဒီဒီ color တွေဒီတပတ်တာ color တွေမှာအဲ့ဒါတွေကအဲကိုယ့်ရဲ့လုပ်ငန်းခွင်မှာလုပ်ငန်းကန်စတာမှာတိုးတက်မှုတွေတွေဖြစ်သွားလိမ့်မယ်ဒါကလုပ်ငန်းကန်စတာဖြစ်ပါတယ်ဒုတိယအနေနဲ့ကကြတော့ငွေကြေးကန်စတာ အဲ့တော့ငွေကြေးကန်တရာမှာတော့အမျိုးသမီးတဦးကြောင့်ငွေကုန်ကြေးကြတွေများမယ်အဲ့တော့ပို့ပြီးတော့ပေါ့နော်ငွေထွက်စရာတွေစီလိုပေါ့ချာပြီးထွက်နေမယ်အဲပြီးတော့သူ့ကြောင့်ပဲပေါ့နော်ငွေသုံးလက်ဖွာနေရတဲ့ကာလတစ်ခုတော့ပြောမယ်ဆိုရင်ပို့ပြီးမှန်ပါလိမ့်မယ်ဒါကတော့ငွေကြေးကန်တရာလေးဖြစ်ပါတယ်အဲတတရားအနေနဲ့ကကြတော့လူမွေရေးနဲ့အခြေရေးအဲ့တော့လူမွေရေးအခြေရေးမှာတော့လူမွေမှာအဆက်အသွယ်ကောင်းတွေရလာတာမျိုးမိကောင်းစေကောင်းတွေရလာတာမျိုးတော့ရှိတယ်အခြေရေးမှာတော့ နည်းနည်းလေးသဘောထားကွဲလဲကြလေးတွေတယောက်နဲ့တယောက်ပေါ့တယောက်က3တယောက်က4ဖြစ်နေတယ်မျက်နှာချင်းဆိုင်မရတာမျိုးလေးတွေတယောက်နဲ့တယောက်အကြိုက်မတူတာမျိုးအမြင်မတူတာမျိုးတွေကြောင့်စကားများစရာကိစ္စလေးတွေဖြစ်နေတတ်ပါတယ်ဒါကတော့အခြေခံစရာလေးဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျမ်းမာရေးကစားတာမှာတော့အစစ်မြစ်ရောင်တာတွေအအေးပတ်တာမျိုးလေးတွေအပြီးတော့ဟိုကိုယ့်ဟာခြေတွေလက်တွေကိုက်ခဲတာမျိုးလေးတွေဖြစ်နေတတ်ပါတယ်ဆင်းရုံစေကံပြရလောက်တိတော့မဟုတ်ဘူးဒါပေမဲ့အာ ဆေးတောက်နေရတာမျိုးမိမိရဲ့ယောဂဟောင်းဝေဒနာဟောင်းတွေပြန်ပေါ်လာတာမျိုးတွေကြောင့်တော့အနည်းငယ်ကျန်းမာရေးညံ့တာမျိုးတော့ဖြစ်နေတတ်ပါတယ်။ကဲတနင်္ဂနွေပြီးတော့နောက်မှာဒင်လာသားသမီးတွေရဲ့ကံစရာပြောပြီးတဲ့နောက်မှာတော့ကိုယ့်ရဲ့ဆောင်းရယ်ရှောင်းရယ်နဲ့ရေတရာလေးကိုပြောပြမှာဖြစ်ပါတယ်။အဲ့တော့ဆောင်းရယ်ရှောင်းရယ်နဲ့ရေတရာအနေနဲ့ကကြတော့ ြုတ်လုပ်ပေးရမယ်လူပေးရမယ်ရတရားအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာလက်ဖက်ရည်လေးတစ်ခွက်ကိုလှူဒန်းပြီးတော့ကိုကိုယ်တိုင်ဆူတောင်းပေးပါကံအညံ့နေပြောကင်းသွားပါစေကောင်းမွန်တဲ့ကံစရာလေးရောက်ရှိလာပါစေဆူတောင်းပေးရမယ်နောက်တစ်ခုအနေနဲ့ကကြတော့စွန့်ပေးရမှာစွန့်ပေးရမှာကတော့ရှင်းပါတယ်ကိုယ့်မအိမ်မှာတုံးနေတဲ့သဘုတ်တန်အဟောင်းတွေတွားတဲ့စီအခွန်အဟောင်းတွေကိုအများဆုံးကိုယ့်အရာရင်စွန့်ပေးပေးပါကိုကိုယ်တိုင်ကိုယ်တိုင်ကိုကြစွန့်ပေးပါစွန့်တဲ့အခါမှာလည်းပစ္စည်းတစ်ခုကိုစွန့်လိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကံစရာအညံ့နေကိုပါဒီပစ္စည်းနဲ့အတူတူပြန်ပါသွားပါစေ င်ဆိုပြီးဆူတောင်းပြီးတော့ဟိုကိုယ်စိတ်တရားပေါ့နော်ရည်ရွယ်ပြီးတော့ဒီစွန့်ပြေးပြပါဒါကတော့စုံမရမယ့်ရည်ရွယ်ချက်လေးနဲ့လူပေးရမယ့်ရည်ရွယ်ချက်လေးဖြစ်ပါတယ်ကျွန်တော်သာသမီပြီးတဲ့နောက်မှာတော့အင်္ဂါသာသမီတွေကံစရာကိုပြောပြတာမှဖြစ်ပါတယ်အဲ့တော့အင်္ဂါသာသမီတွေရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးကိုပြောကြပြသမှာဖြစ်ပါတယ်။အင်္ဂါသာသမီတွေနေကတော့လုပ်ထဲမှာပထမဆုံးပြောရမှာတော့စိတ်ပြီးစည်းမှုတွေများနေတယ်။အာတချို့နေရာတွေမှာမလုပ်ချင်ဘဲနဲ့ဒီအလုပ်သဘောအရလုပ်နေရတာမျိုးတွေလည်းတုံနေရတတ်ပါတယ်။ အဲဘယ်လိုမျိုးလဲဆိုတော့အဲကိုနဲ့အံဝင်ဝင်ကြမဖြစ်တာမျိုးကိုရဲ့ခံယူချက်နဲ့တချို့ကိုရဲ့ပေါ့နော်လုံးလုံးချင်တဲ့စိတ်တွေအာစိတ်တွေကအယံกว่าလို့အယံတချို့ဟာတွေမှာမလုံးချင်တာတွေလုံးနေရတာမျိုးအဲပြီးတော့ကိုသဘောမကျတဲ့နယ်ပယ်တစ်ခုမှာအဲကိုဆက်ရှောက်နေရတာမျိုးလေးတွေအာပြုလုပ်နေရတာမျိုးလေးတွေကြုံရတတ်ပါတယ်ဒါကတော့လုပ်ငန်းကစားတာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကံငွေကြေးကံအနေနဲ့ကတော့ငွေအထွက်တွေများနေမယ် ငွေထွက်များတယ်ဆိုတော့ကိုယ့်ရဲ့စစ်သူခင်သူတွေကိုယ့်ရဲ့မိသားစုလိုမိသားစုဆန်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ငွေသုံးရတဲ့ကိစ္စလေးတွေပေါ်နေရတတ်ပါတယ်အာကိုယ့်အတွက်တော့မဟုတ်ရင်တော့သူတို့ကြောင့်ငွေကုန်ကြီးကြများနေတဲ့ကာလဖြစ်တဲ့တည်းငွေတွေအထွက်များနေတတ်ပါတယ်လူမွေးနဲ့အခြေခံစတာအဲ့တော့လူမွေးနဲ့အခြေခံစတာမှာတော့ပြောရရင်အားသာချက်တွေများတယ်လူမွေရေးကတော့ဒီကာလာထဲမှာနာမည်ကုန်သတင်းတက်တာမျိုးလေးတွေကိုယ့်ကိုပေါ့နော်ကိုယ့်ရဲ့ အောင်မြင်မှုတွေကိုယ့်ရဲ့ဒီပေါ့နော်လုပ်ငန်းပိုင်းမှာထူးချွန်မှုလေးတွေကိုအဲနမဲကောင်းနေရတာမျိုးချီးမွမ်းမှုတွေခံရတာမျိုးတို့ပြီးတော့ကိုယ့်ကိုပေါ့နော်အမြဲတမ်းစောင့်ကြည့်ပြီးတော့လူတွေကအဲကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကောင်းတာကြောင့်အဲကိုယ့်ကိုနေရာတိုးဝေးတာမျိုးတွေလည်းရလာဖို့ရှိတယ်။သတင်းစကားကောင်းနေကြရမယ်နမဲကောင်းနေရနိုင်မယ်နမဲကုံသတင်းတွေရရှိနိုင်မယ်ကာလာတစ်ခုလိုတော့ပြောလို့ရတယ်။အခြေအကြီးကတော့ပျော်ရွှင်စရာကောင်းတဲ့ခီးတွေသွားရမယ်။ ကိုချစ်သူတွေကိုလက်တွဲပေါ်နဲ့အတူတူအဲပြီးတော့အဝေးမောင်းနေတာပါပေါ့နော်ခီးတူလေးသွားရတာမျိုးလေးကျွန်တော်တတ်ပါတယ်ပြောရွှေစရာအခိုက်တက်မျိုးအမတ်တရကောင်းတွေကိုပိုင်ဆိုင်နေရမယ့်ကာလတစ်ခုလို့တော့ပြောမယ်ဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကန်စတာ ကျမ်းမာရေးကန်တရာအနေနဲ့ကကြတော့ဓာတ်မတည့်တာမျိုးတွေကြောင့်နည်းနည်းလေး allergic ဖြစ်တာမျိုးတွေတွေရာနာပေါက်တာမျိုးတွေတွေပြီးတော့အမျိုးမျိုးပေါ့နော်ဒီကိုနဲ့ဟိုအကြီးကြီးမားမားယောဂအကြီးကြီးမားမားမျိုးတော့မဟုတ်ဘူးဗျာအာပေါ့ပေါ့ပါပါလေးနဲ့ကိုကသတိလွတ်လွတ်သွားလိုက်တာမျိုးသတိလွတ်လွတ်ရှောက်လိုက်တာမျိုးတွေကြောင့်အာချေချော်ကြတာမျိုးလေးတွေချော်လဲတာမျိုးလေးတွေတဲ့ကြုံရတတ်ပါတယ်ဒါကတော့ကျမ်းမာရေးကန်တရာကတော့ကြီးကြီးမားမားမဟုတ်ဘူးဒါပေမဲ့ပေါ့ဆမှုလေးတွေသတိမထားတာမျိုးလေးတွေကြောင့်ထိခိုက်ဒဏ်ရာလေးတွေရတတ်တဲ့ဆိုတဲ့သဘောတရားလေးတော့ရှိတယ်ပေါ့နော် နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့အင်္ဂါသားသပိတွေရဲ့ပေါ့နော်ပြောင်းလဲနိုင်မယ့်ကံစရာလေးကိုပိုကောင်းတဲ့ကောင်းပြီးတော့ညံ့တာတွေယော်ပါဖို့အတွက်ပြုလုပ်ပေးရမယ့်ရည်ရည်အနေနဲ့ကကြတော့မိမိအိမ်ဖျားမှာပဲပေါက်စီပေါ့နော်ပဲပေါက်စီလေးတစ်လုံးအိမ်ဖျားမှာလူပေးပါအဲလူတဲ့ခါကျရင်လည်းကိုယ့်ရဲ့ကံစရာပေါ့နော်ဆရာအရှိမပြောတဲ့နေသားအတိုင်းပဲအညံ့တွေပျောက်ပြီးတော့ကောင်းမွန်တဲ့ကံစရာတွေရောက်ရှိလာပါစေဆိုပြီးဆုတောင်းပေးရမယ်ဆုံးပေးရမယ့်အနေနဲ့ကကြတော့ဖနက်အဟောင်းတွေဖနက် အဆုပ်ဒီကိုအများဆုံးစွန့်ပေးပေးပါဒါလေးလှလို့ဒါလေးတော့သိမ်းထားမယ်ဒါလေးကတော့ဘသူပေးထားလို့သိမ်းထားမယ်ဆိုတော့ဟာမျိုးတော့မလုပ်ပါနဲ့အဆုပ်ဟိုပါလေအဆုပ်ဒီစွန့်ပေးရမယ်ဒါမှအញ្ញံတွေကကိုယ့်စီရတွေထွက်သွားလိမ့်မယ်မဟုတ်ရင်အញ្ញံတွေကဒီနားမှာပဲတဝက်လေးလေးဖြစ်နေလိမ့်မယ်ဒါကတော့ကန်စရာလေးနဲ့ဆောင်ရံရှောင်ရံလေးနဲ့ပြုလုပ်ပေးရမယ့်ရည်ရည်ဖြစ်ပါတယ်အင်္ဂါသားသမီးပြီးသွားတဲ့နောက်မှာတော့ဗောဓမူသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးကိုပြောကြားပေးသွားမှာဖြစ်ပါတယ်။ကဲဗောဓမူသားသမီးတွေအလောက်ကံမှာဘယ်လိုတွေဖြစ်လာမလဲ။ အလုပ်ထဲမှာတမိုင်းမိုင်းတထွေထွေနဲ့ဖြစ်နေလိမ့်မယ်ဗျာအဲပြီးတော့အချားကိစ္စတွေအဲပြီးတော့စိတ်ပီစီးမှုတွေကြောင့်ပေါ့နော်အလုပ်ထဲမှာအအောင်ဆိုင်မှုတွေနည်းနေတတ်တယ်စိတ်ပံဝင်စားမှုအားနေနေတဲ့ကာလတစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်ငွေကြေးကံတော့ကောင်းပါတယ်ကိုရင်းနှီးတဲ့အရာတခုကိုမြုပ်နေတဲ့ငွေကြီးတွေကိုရရစရာရှိတဲ့ငွေကြီးတွေတပတ်အတွင်းမှာပြန်လဲရလာလိမ့်မယ်ပျော်ရွှင်စရာကောင်းလာလိမ့်မယ် ကိုယ့်အတွက်ပေါ့နော်ကိုကဒါမရတော့ဘူးဒါတော့ဆုံးသွားပြီကုညီလိုက်တယ်ဒါပေမဲ့ပြန်ရဖို့တော့မမျှော်လင့်ထားဘူးဆိုတော့ငွေကြေးမျိုးတွေပြန်လည်ရလာဖို့ရှိတယ်မြုပ်နေတဲ့ငွေကြေးတွေပြန်ရလာဖို့ရှိတယ်အကျွေးတွေပြန်လည်ရလာဖို့ရှိတယ်ဒါတော့ငွေကြေးကန်တာလေးဖြစ်ပါတယ်လူမွေးနဲ့ဒီအခြေလူမွေးနဲ့အခြေမှာတော့လူမွေးမှာဒီအကြီးကဲတဦးရဲ့အကူအညီနဲ့ခုနလုပ်ငန်းပိုင်းမှာအစဉ်မပြေမှုလေးတွေခက်ခဲမှုလေးတွေစိတ်မပါတာမျိုးလေးတွေကြုံနေရတဲ့ပြဿနာတွေကိုဖြေရှင်းပေးလိုက်မယ် လူမွေးကန်တီတီကောင်းနေလိမ့်မယ်အခြေအေးကတော့အခြေအေးမှာလမ်းခွဲရတာမျိုးတွေရီဇာဟောင်းချစ်သူဟောင်းနေနဲ့ကိုယ်စီပြန်လာတာမျိုးတွေ x condition မျိုးတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ကိုယ်အတွက်မမေ့နိုင်တဲ့လူမျိုးတွေအမတ်တရတွေဖန်တီးပြတဲ့လူမျိုးတွေမကြခင်မှာတင့်ထန်ကိုပြန်လဲရောက်လာတတ်တဲ့ကာလတစ်ခုလို့တော့ပြောလို့ရတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးမှာတော့ left back နာနေတတ်ပါတယ်အထူးသဖြင့်တော့ဘယ်ဘက်လက်နာနေတတ်ပါတယ် အဲ့တော့ဘယ်ဘက်လက်ထိခဲ့တယ်ရတာမျိုးတွေနားနေတာမျိုးတွေပြီးတော့ဒီအေးဘက်ပြီးတော့ဗောနော်ကြိုက်ခဲတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့လေဘင်းလေချောင်းဗောနော်လေချောင်းနာတာမျိုးတွေလေဘင်းနာတာမျိုးတွေဂျုံရတတ်ပါတယ်အဲ့တော့ပြုတ်လောက်ပြရမယ်ရေရလေးနဲ့ဆောင်းဝမ်းဆောင်းလေးတွေပြောပြပါမယ်ဘောင်ဘူးသားသမီးတွေအနေနဲ့ဒီကာလာအတွင်းမှာပြုတ်လောက်ပေးရမယ့်ရေရည်အားလေးနေနေကတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာဒီပေါ့နော်ကောင်းကျင်းပေါင်းလေးပေါ့နော်ကောင်းကျင်းပေါင်းလေးတစ်ပွဲလှူပေးပါပြီးတော့ဆုံးပြေပေးရမှာကကြတော့ ို့အတွက်ပေါ့နော်အသုံးမလို့တော့တဲ့ဒီစက်ပစ္စည်းတစ်ခုပေါ့နော်စက်ပစ္စည်းတို့ကတော့စက်တီးတီးမမလေးရဆပြီးတော့ကြီးကြီးမမကဟိုပြောရရင်တော့အကြီးပစ္စည်းတွေအစအဆုံးပေါ့နော်အဲ့ပစ္စည်းတွေတစ်ခုကိုဆုံးပြပေးပါဒါမှမဟုတ်ရင်ကိုယ်တကယ်ချင်းလိုအပ်တဲ့တကယ်အမှန်တကယ်လိုအပ်နေတဲ့နေရာတစ်ခုကိုပေးလိုက်ပါအာအဲ့ဒါကတော့ကိုယ့်ရဲ့အញ្ញံနေပြောက်ကင်းသွားပါလိမ့်မယ်ဒါကတော့ပြုလုပ်ပေးရမယ့်နေရာလေးနဲ့ဆောင်းဝန်ရှောင်းဝန်လေးဖြစ်ပါတယ် ကဲဘော်ဘူးသားသမီးတွေပြီးတဲ့နောက်မှာတော့ဂျာသာရေးသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကံစရာလေးကိုဆရာပြောကြားပြသွားမှဖြစ်ပါတယ်ဂျာသာရေးသားသမီးတွေအနေနဲ့ကကြတော့ဒီတလတာဒီတလမဟုတ်ဒီတပတ်တာပေါ့နော်ဒီတပတ်တာကလာအတွင်းမှာကံစရာအနေနဲ့ကတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုပ်တစ်ခုကိုပြောင်းရတာမျိုးအလုပ်ရှာနေတဲ့လူတွေအလုပ်သိရတာမျိုးတွေကြုံရတတ်ပါတယ်လုပ်ငန်းကလည်းပြောရရင်တော့လက်ထဲမှာလက်ရှိထဲမှာမနေကျင်တာမျိုးလေးတွေအကြောင်းမျိုးမျိုးအကြောင်းပေါ့နော်အလုပ်ထွက်ကျင်တဲ့ကိစ္စလေးတွေအကောင့်ထဲပေါ်ပြလိုက်မယ် အလုပ်ရလာလိမ့်မယ်လက်ရှိအလုပ်ကတွေအပြောင်းအလဲတွေဖြစ်လာလိမ့်မယ်ဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကံငွေကြေးကတော့ဒီကာလထဲမှာဒီဘလောက်ရှာရှာအဖက်တင်မှာမဟုတ်ဘူးအမျိုးမျိုးသောအကြောင်းအရာနဲ့ထွက်လိမ့်မယ်အမျိုးမျိုးသောအကြောင်းအရာဆိုတာကကိုလိုအပ်တဲ့အရာတွေရော မလိုအပ်တာတွေရောဝယ်ပြီးတော့ပေါ့နော်ငွေဝင်လာတာကရှိနေမယ်ဗျာပမာဏတစ်ခုအနေနဲ့လည်းဝင်လာမယ်မဝင်မှုမဟုတ်ဘူးဝင်နေတခြားကာလတွေတောင်ဝင်လိမ့်မယ်ဒါပေမဲ့ဘလောက်ဝင်လာဝင်လာပြန်ထွက်လိမ့်မယ် ။ဥပြောရင်တော့ခေါင်းစဉ်မျိုးစုံနဲ့ပြန်ထွက်နေလိမ့်မယ်။ဒါကတော့ငွေကြေးကံလေးဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့လူမွေးနဲ့အခြေခံစတာ။အဲ့တော့လူမွေးနဲ့အခြေခံစတာကတော့လူမွေးမှာတော့ဒီကိုယုံကြည်ရတဲ့လူအဲကိုယ့်အတွက်ပေါ့နော် လူယုံလူလူမျိုးကကိုယ့်ရဲ့မကောင်းသတင်းတွေပြောရတာမျိုးတွေပြောရနောက်ွယ်ရတွေကိုယ့်ကိုကြောက်ကြတာမျိုးတွေအနောက်ရက်ပေးတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အခြေအမှာတော့အခြေကရွေးချယ်စရာလေးတွေနည်းနည်းရှုပ်ထွေးနေလိမ့်မယ် အာကြီးခဲ့သူတွေနဲ့ဖြစ်ဖြစ်အဲကိုနဲ့သူနဲ့ကြားမှာသူတို့နဲ့ပေါ့နော်အသက်ကြီးတဲ့လူတွေနဲ့ကိုအသက်ငယ်တဲ့လူတွေကြားမှာအဆင်မပြေမှုလေးတွေနားလည်မှုလွဲတာမျိုးလေးတွေအမြင်မတူတာမျိုးလေးတွေအကြောင်းပေါ့နော်အာမိဘတွေနဲ့ကြီးခဲ့သူတွေနဲ့လူကြီးတွေနဲ့စကားများရတာပါတယ်အချိန်မှာတော့နည်းနည်းလေးပေါ့နော်ဟိုကိုလိုချင်တဲ့အရာတစ်ခုကိုအာအတိုက်ခိုက်လုပ်ပြီးတော့ယူနေရတတ်တယ်တိတိဆန်ဆန်အဲ့လိုမျိုးပြောနေရတတ်ပါတယ်ကန်စတာလေးကတော့အနေငယ်အညာဘက်ရောက်နေတတ်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ပြီးရောက်မယ်ဆိုတော့လေကားအတက်စင်တွေသတိထားပါအဆင့်မြင့်လွဲတာမျိုးလေးတွေခြေထောက်ထိခိုက်တာမျိုးလေးတွေခြေကျော်ကျတာမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ဒါကတော့ကျမ်းမာရေးကန်တာလေးဖြစ်ပါတယ်နောက်ဆုံးကန်တာတွေပြောပြီးတဲ့နောက်မှာတော့ပြုလုပ်ပေးရမယ့်ရေတရာလေးနဲ့ရှောင်ရံလေးအနေနဲ့ပြောပြပါမယ်ပြုလုပ်ပေးရမယ့်ရေတရာလေးအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖေးအားလေးမှာဖျောင်းနိုင်အဝါ၅တိုင်လေးထူပြီးစုတောင်းပေးပါပြီးတော့စွန့်ကမစွန့်ရမယ့်ရေတရာလေးအနေနဲ့စွန့်ရမယ့်ပစ္စည်းလေးအနေနဲ့ကကြတော့ကိုယ့်အိမ်မှာပေါ့နော် အသုံးမလို့တော့တဲ့မဝစ်တော့တဲ့အထင်အဟောင်းနေကိုဆွန့်ပြစ်ပင်မဲ့ကိုဆွန့်လိုက်ပင်မဲ့ဟိုဝစ်လို့ရသေးတဲ့အရာအိုင်မျိုးပေါ့နော်ကိုလည်းတခါတခါဝစ်ပြီးသွားရင်ဒိန်ကြီးထမ်းမိုးချင်တော့တဲ့အဝိအင်ကြီးမျိုးအထယ်မျိုးအအဝိထယ်မျိုးပေါ့နော်အဲ့ဒါလေးတွေကိုဟိုနှိမ်ပါစုတွေနွမ်းပါစုတွေကိုလှူဒန်းပေးပါအဲပြီးတော့လက်ဆောင်ပေးပေးပါအဲ့လိုလေးစွန့်ပေးပါပေါ့နော်ဒါလေးကတော့စွန့်ပေးရမယ့်နေရာလေးနဲ့ဆောင်းရှောင်းလေးတွေဖြစ်ပါတယ် တာလာရေးသားသမီးတွေပြီးတဲ့နောက်မှာတော့တောက်ကြသားသမီးတွေရဲ့တပတ်တာကန်စရာလေးကိုပြောကြားပေးတော့မှာဖြစ်ပါတယ်။ကဲတောက်ကြသားသမီးတွေရဲ့ကန်စရာအနေနဲ့ပြောရမယ်ဆိုတော့အလောက်ကန်ရင်းဆုံးအလောက်ကန်အနေနဲ့ကကြာလောလုပ်ငန်းတိုင်းမှာပျော်ရွှင်စရာကောင်းတဲ့အတိုင်းဝန်းနေနေရာကောင်းတွေရလျလိမ့်မယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်တွေကကိုယ့်အတွက်ပြောရင်တော့ energy ပြည့်နေတဲ့ပတ်ဝန်းကျင်မျိုး motivate ဖြစ်နေတဲ့အာကာလာတစ်ခုလို့တော့ပြောမယ်လို့ ပို့ပြီးမှန်လိမ့်မယ်ဗောနော်အလုပ်ထဲမှာပြောနေမယ်ဗျဘယ်လောက်ကြီးပဲလှုပ်ပင်မှန်ပင်မှန်မြောင်းလေးအလုပ်လာဖို့အတွက်မျိုးမျိုးသောအကြောင်းအရာတွေကကိုယ့်ကိုလာပြီးတော့ဟို energy ပေးနေတာမျိုးခွန်အားတွေရနေတာမျိုးတွေတွေကြုံရတတ်ပါတယ်ပြီးတော့အလုပ်ထဲမှာပျော်ရွှင်စရာလေးတွေတွေ့ရတတ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံအဲ့တော့ငွေကြေးကအနေနဲ့ကကြတော့တစ်ဖက်ကဝင်ပြီးကျန်တစ်ဖက်ကပြန်ထွက်နေလိမ့်မယ်။အဲ့တော့ဝင်လာလည်းရှိတယ်ထွက်တာလည်းရှိတယ်။အဝင်ထွက်မြတ်တာနေလိမ့်မယ်။ဒါပေမဲ့ထူးခြားတဲ့တစ်ခုကကြတော့ထီကန်နဲ့ငွေကန်လေးကောင်းနေတယ်။ ထီထိုးပြီးတာမျိုးကန်ဆယ်မပေါက်တာမျိုးသူများစီကနေကိုယ့်ရဲ့လှုပ်အားကြောင့်မဟုတ်ပဲနဲ့ဟိုပြောရရင်မဟုတ်ဘူးရတာမျိုးထီပေါက်တာမျိုးမဲပေါက်တာမျိုးကြောင့်ငွေဝင်လာဖို့ရှိပါတယ်လူဝေးနဲ့အခြေခံစရာအနေနဲ့ကကြတော့လူဝေးကံလေးကတော့အနှဲငယ်ညံ့နေတဲ့ပါတယ်။ကိုနဲ့သဟစရာမဖြစ်တဲ့လူတွေကြားမှာကိုကနည်းနည်းလေးအတိုက်ခံရှိတယ်။ချစ်တဲ့လူကတသက်ကိုကိုမနာလိုတဲ့လူကတသက်ရှိနေတတ်တယ်။နော်အဲ့တော့သူတို့ရဲ့ဒီအနောက်ဆက်ပေးခြင်းတွေတော့ခံရတတ်ပါတယ်။ သတိဝိရိယလေးလည်းရှိပါဇာယုဇန္ဒမိုင်းဆိုင်ရာသတိထားပြပါအခြေခံသရာအခြေခံသရာအနေနဲ့ကကြတော့ကိုကိုတိုင်ကအရင်ကိုဒီကလာထဲမှာအရင်အာလုံးလေးဖြစ်တယ်လို့ခံစားနေရနေမယ်ဗျာအအရင်ဟိုချစ်သူလိုချင်တာမျိုးချစ်သူရှာနေတာမျိုးဂျုံနေရတတ်တယ်ချစ်သူလည်းမကြခင်မှာတွေ့လာနေမယ်ကိုနဲ့သဘောကျတဲ့လူမျိုးကိုပုံစံနဲ့ကိုင်ညီမှုရှိတဲ့ချစ်သူလက်တွဲပုံမျိုးတွေ့ရတတ်ပါတယ်ပျော်ရွှင်စရာလေးတွေလည်းဂျုံရတတ်ပါတယ် နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးအဲ့တော့ဂျမ်းမိုက်ကန်ဒရာအနေနဲ့ကကြတော့တောက်ကြသားသပိအနေနဲ့ကတော့ဒီကလာထဲမှာဒီအာရုံကျွန်းတဲ့ပတ်သက်တာတွေခေါင်းမူတာမျိုးလေးတွေအာပြီးတော့မျက်စိပါဝါတိုးတာမျိုးမျက်စိအားနေတာမျိုးလေးတွေကျွန်တော်တက်ပါတယ်ဒီကလာထဲမှာအဲ့ပိုင်းတွေကတခြားအရာတွေတခြားအစီပိုင်းတွေနဲ့ပို့ပြီးတော့ချူချာမှုလေးတွေကျွန်တော်တက်ပါတယ် နောက်တစ်ခုအနေနဲ့ကကြတော့ဆောင်းဝမ်းရှောင်းလေးနဲ့လူပေးရမယ့်ယတရားလေးဖြစ်ပါတယ်။အဲ့တော့လူပေးရမယ့်ယတရားလေးတွေနဲ့ကကြတော့မိမိရဲ့အိမ်ဖျားလေးမှာခေါက်ဆွဲကြော်လေးတစ်ပွဲလှူဒန်းပေးပါ။မိမိရဲ့ကောင်းမွန်တဲ့ကင်ဆာလေးတွေပိုကောင်းလာပါစေ။ညံ့နေတဲ့ကင်ဆာလေးလည်းကျော်ပါသားပါစေဆိုပြီးဆုတောင်းပေးရမယ်။ ။စွန်ပေးရမယ့်ဟာလေးကကြတော့ကိုယ့်ရဲ့အိမ်မှာရှိတဲ့တခဲတို့ပြီးတော့ဒီနိုင်တခဲလိုဟာမျိုးဖုန်းဟိုပြောအမျိုးမျိုးပေါ့နော်တခဲတိတိလေးတွေအစားအကြီးတွေအဆုံးပေါ့နော်။အဲ့ဒါလေးတွေနောက်ဆုံးမဟုတ်ဘူးဆိုရင်ပါဝါဘန့်အဟောင်းတွေသုံးလို့မရတဲ့အပစ္စည်းအပြက်တွေအဲ့ဒါတွေကိုအမြန်ဆုံးစွန့်ပေးပေးပါ။ဒါကတော့ကင်ဆာအညာလေးတွေပျောက်ကင်းသွားစေမယ့်စွန့်ရမယ့်ဟာလေးဖြစ်ပါတယ်။ ကေတာကြသားသမီးတွေပြောပြီးတဲ့နောက်မှာတော့နောက်ဆုံးပဲစနေသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကင်ဆာလေးကိုဆရာကိုယ်တိုင်ပြောကြားပြသမှဖြစ်ပါတယ်။စနေသားသမီးတွေအနေနဲ့ကကြတော့အလုတ်အလုတ်ခံတဲ့ပတ်သက်ပြီးပထမဆုံးပြောရမယ်ဆိုရင်တော့အလုတ်တွေရလာမယ်။လုပ်ငန်းမှာနာမည်ကောင်းတွေအလုပ်ငန်းမှာပျော်ရွှင်စရာတွေအကျိုးခံစား권ကောင်းတွေရလာဖို့ရှိတယ်။ဒါကတော့လုပ်ငန်းကံလေးပေါ့။အဲဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကံ ငွေကြေးကန်အနေနဲ့ကကြတော့ကိုယ်အတွက်ပေါ့နော်ဟိုပြောရရင်ကုန်စရာလေးတွေများနေနေမယ်အမျိုးမျိုးဆိုတာအထက်ပေါ့နော်ကိုယ်နဲ့ပတ်သက်တဲ့အရာတွေအဲကိုယ် ဝယ်ပစ္စည်းဝယ်တာမျိုးတွေပြပြကိုလိုအပ်လို့သုံးလိုက်တာပြပြငွေဝင်လာတဲ့ဟာတွေကတော့သုံးနေမယ်အကျိုးရှိတဲ့နေရာတွေမှာသုံးချနေရတတ်ပါတယ်ပျော်ရွှင်စရာကောင်းတွေတော့ဖြစ်လိမ့်မယ်ဒါပေမဲ့တခုရှိကြကငွေကတော့လက်ထဲမှာမမြဲဘူးတန်ဖိုးရှိတဲ့အရာတွေဝယ်မယ်ဆိုရင်တော့ပို့ပြီးအဖတ်တင်လိုက်မယ်ကို့အတွက်လည်းစူးမိဖို့ကာလကောင်းတစ်ခုဖြစ်မယ်လို့တော့ပို့ပြီးပြောလို့ရတယ်ပေါ့နော်လူဝေးတဲ့ခြေကန်လူဝေးမှာတော့ဒီကာလကအတိုက်ခံပေါ်နေလိမ့်မယ် ကိုကိုဓာတ်ရိုက်တော်၎င်းတွယ်ဝိုင်းတော်၎င်းအမျိုးမျိုးသောအကြောင်းအရာတွေနဲ့အဖက်ဖက်ကတိုက်နေတာမျိုးကြောင့်တက်ပါတယ်အမျိုးသမီးဒါမှမဟုတ်ရင်ကြီးကဲသူတွေတဦးရဲ့ဒီပေါ့နော်ကုညီမှုနဲ့တော့ဒီကိစ္စလေးကကာဘာတစ်ခုဖြစ်နေမယ်အကာအကွယ်တစ်ခုရနေလိမ့်မယ်အပြည့်အဝ100%တော့တိုက်ခိုက်မှုတွေတော့မဖြစ်ဘူးအတိုက်ခိုက်တော့ပုံနေလိမ့်မယ်နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကန် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးကဒီကလာထဲမှာနာမည်ခေါင်းစဉ်တက်လို့မရတဲ့ကျမ်းမာရေးချူချောင်မှုတွေဂျုံနေရတဲ့တဲ့တခုပြီးတခုဆိုလို့ဖြစ်နေလိမ့်မယ်တခုရှိကြကကြတော့ကိုယ့်ရဲ့အပူလောင်တာမျိုးအဲပြီးတော့အပူများတာမျိုးလေးတွေခေါင်းမှုတာမျိုးလေးတွေဂျုံရတတ်ပါတယ်ကျမ်းမာရေးလေးကတော့ဒီကန်စရာလေးတွေမှာအញ្ញံပိုင်းရောက်နေတတ်ပါတယ်ပြုတ်လုပ်ပေးရမယ့်ရေရာလေးတွေပြောပြမှာဖြစ်ပါတယ်အဲ့တော့ပြုတ်လုပ်ပေးရမယ့်ရေရာအနေနဲ့ကကြတော့မိမိရဲ့အိမ်ဖျား အဲပြီးတော့မိမိရဲ့မွေးနေ့ပေါ့နော်စနေသားဖြစ်တဲ့အတွက်စနေနေ့မနက်9:45မှာဒီကိုယ့်ရဲ့အိမ်ဘုရားလေးမှာပေါ့နော်ဇပယ်ပန်းလေးရှစ်ကုံထူထမ်းပေးပါထူထမ်းတဲ့အခါကျရင်လည်းကိုယ့်ရဲ့ကံစရာအညံလေးတွေပျောက်ကင်းသွားပါစေကောင်းမွန်တဲ့ကံစရာလေးတွေမကြာခင်အတွင်းမှာပြန်လည်ပေါ်လာပါဆိုပြီးတော့ဆုတောင်းပေးရမယ်ဒါတွေကတော့လူပေးရမယ့်နေရာလေးဖြစ်ပါတယ်စွန်ပေးရမှာကကြတော့ကိုယ့်ရဲ့ငယ်ရွယ်သူတွေကိုယ့်ထက်ငယ်တဲ့လူတွေကိုနွားနို့လေးတစ်ခွက်ဝဲတိုက်ပြီးတော့ ဒီအညံ့ကြေအောင်ဆူတောင်းပေးပါဒါတွေကတော့ပြုလုပ်ပေးရမယ့်ရည်ရည်လေးနဲ့ဆောင်းရှောင်းလေးဖြစ်ပါတယ်ကဲဒီတစ်ပတ်မှာတော့ဆရာက900သားသမီးတွေရဲ့တယောက်ချင်းစီရဲ့ live ပေါ့နော်ဆောင်းရှောင်းလေးပြီးတော့လွန်ဝေးစီးပွားရေးကျမ်းမာရေးပြီးတော့အစီအေးပေါ့နော်အသေးစိတ်ပြောပြတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်နောက်တစ်ပတ်တွေမှာလည်းမတူညီတဲ့နေသားတွေအဲနေသားတစ်ခုချင်းစီရဲ့ကံစရာအပြောင်းလဲလေးတွေကိုသိကြတယ်ဆိုရင်တော့ဒီ video လို့ like and share လုပ်သွားပေးပါနောက်တစ်ပတ်တွေမှာပြန်လဲဆိုလို့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်